မင်းကလေးကအမျိုးသားကိုတစ်ချက်ပဲတွန်းလိုက်ရုံရှိသေးတယ်နောက်တစ်စက္ကန့်မှာပဲအမျိုးသားဟာပန်းပွင့်လေးတွေဖြစ်ပြောက်ွယ်သွားတဲ့မင်းကလေးကိုပို့ပြီးအံ့အားတင့်စေတာကတော့သူဟာပစ္စမထက်ကနေပထမထက်ကိုတယ်လီပို့နေရာရွှေ့ပြောင်းသွားတာပဲမင်းကလေးဟာနည်းနည်းတော့ကြောက်ရွံ့သွားပေမဲ့အမျိုးသားကရုတ်တရက်မြေပြင်ပေါ်လဲကျသွားပြီးနေမကောင်းတဲ့ပုံစံဖြစ်နေတာကိုတွေ့လိုက်ရတဲ့မင်းကလေးဟာသူ့ကိုရှာဖို့အတွက်အောက်ထက်ကိုအ мян ပြေးဆင်းသွားတယ်သူနဲ့နီးရကိုရောက်တဲ့အခါမင်းကလေးရဲ့လက်ချောင်းဟာမတော်တဆ ဓာရှသွားတဲ့အမျိုးသားကချက်ချင်းဆိုသလိုသူမရဲ့လက်ချောင်းကိုတောင်းတတဲ့အချီမျိုးနဲ့ကြိလိုက်တဲ့မင်းကလေးဟာအလုရှင်ကဘာကြောင့်သူမကိုငှားရမ်းခဲ့လဲဆိုတဲ့အကြောင်းရင်းကိုရုတ်တရက်နားလည်သွားတယ်တကယ်တော့မင်းကလေးဟာမောင်လေးရဲ့စေကူသားစရိတ်တွေပေးချေနိုင်ဖို့အိမ်ဖို့အလုရှောက်ဖို့အတွက်ဒီဗီလာကိုရောက်လာခဲ့တာဖြစ်တယ်ဒါပေမဲ့အလုရှင်ကအင်တာဗျူးဖြေဆိုသူတိုင်းကိုတွေးစစ်ဆေးမှုခံယူဖို့လိုအပ်ခဲ့တဲ့အိမ်စီကြီးကမင်းကလေးရဲ့လက်ချောင်းကိုဖောက်လိုက်တဲ့အခါအလုရှင်ရဲ့မိသားစုဝင်တွေရဲ့ မျက်လုံးတွေဟာချက်ချင်းနီးရဲသွားကြတယ်အလုရှင်ကသူ့မကိုအရန်သဘောကျသွားပြီးချက်ချင်းပဲအင်စီကြီးကိုသူ့မြေနဲ့တွေ့ပေးဖို့ခေါ်သွားခိုင်းလိုက်တယ်မိန်းကလေးကအလုရှင်ရဲ့မြေကိုရှာတွေ့တဲ့အခါသူ့မရဲ့အိမ်မက်တွေထဲမှာအမြဲပေါ်လာတတ်တဲ့အမျိုးသားဖြစ်နေတာကိုတွေ့လိုက်ရလို့ထိတ်လန့်သွားတယ်အမျိုးသားကသူ့မကိုဒီနေရာကနေအမြဲထွက်သွားဖို့ပြောခဲ့တယ်ဒါပေမဲ့မိန်းကလေးကကြောက်ရွံ့မှုကြောင့်သူ့ကိုတွန်းထုတ်ခဲ့တာပါအခုတော့အမျိုးသားရဲ့မတတ်မတာဖြစ်နေတဲ့ပုံစံကိုကြည့်ပြီးမိန်းကလေးဟာသူ့နှက်ခမ်းစီကို သူမရဲ့လက်ကိုဆန့်ထုတ်လိုက်တဲ့သွေးကိုတောက်ပြီးတဲ့နောက်အမျိုးသားရဲ့မျက်လုံးတွေဟာချက်ချင်းအနီရောင်ရင်းရင်ဖြစ်သွားတယ်မကြခင်မှာပဲသူ့မျက်လုံးတွေဟာတဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာခဲ့တယ်ဒါပေမဲ့သူကသူမရဲ့သွေးကိုတောက်လိုက်မိပြီဆိုတာသဘောပေါက်သွားတဲ့အခါဒေါသကြီးနဲ့မင်းကလေးကိုတုံးထုတ်လိုက်တယ်ဒီအချိန်မှာမင်းကလေးဟာသူ့ရင်ဘက်ပေါ်မှာအစိမ်းရောင်အမာရွတ်တွေပြက်နေနေတာကိုသတိထားမိလိုက်တဲ့အမျိုးသားကဒါဟာမိသားစုရဲ့ဂျင်းစာဖြစ်ကြောင်းနဲ့အမာရွတ်တွေကနှလုံးသားစီရောက်သွားတာနဲ့သူ့တက် ဆုံးရှုံးရတော့မယ်ဆိုတာကိုပြောပြတယ်မိန်းကလေးဟာသူမရဲ့တွေးကအမာရွတ်တွေပြတ်နှက်တာကိုရက်တက်နိုင်တယ်ဆိုတာကိုချက်ချင်းသဘောပေါက်လိုက်တဲ့အမျိုးသားကသူမရဲ့အကူအညီကိုလက်ခံဖို့စမ်းသပ်မရှိပဲအ мян ထွက်သွားဖို့ခက်ပြင်းပြင်းတတိပေးခဲ့တဲ့အမျိုးသားကသူမအပေါ်ရိုင်းဆိုင်စွာဆက်ဆံခဲ့ပေမဲ့မိန်းကလေးကတော့သူ့နောက်ကိုလိုက်ပြီးအခန်းထဲကိုပြန်ဝင်သွားခဲ့တဲ့အမျိုးသားကသူမရဲ့လက်ကောက်ဝတ်ကဒဏ်ရာကိုမြင်လိုက်ရတဲ့အခါဝင်မလေးစွာနဲ့အဝတ်တစကိုဆုပ်ဖြတ်လိုက်တယ်ပြီးတော့ဂယုတစိုက်နဲ့မိန်းကလေးရဲ့ဒဏ်ရာကိုပတ် တီစီပေးခဲ့တယ်ဒါပေမဲ့ရုတ်တရက်လာမင်းဟာအနီရောင်ကိုပြောင်းသွားတယ်အမျိုးသားရဲ့မျက်လုံးတွေကလည်းချက်ချင်းနီးရဲလာခဲ့တယ်သူကချက်ချင်းဆိုသလိုမင်းကလေးရဲ့လက်ပင်ကိုကိုက်လိုက်တယ်အဲ့ဒီနောက်မှာပဲသူဟာတဖြည်းဖြည်းညှိတက်သွားခဲ့တယ်မင်းကလေးကသူ့ဘေးမှာအခုကစပြီးနေတော့မယ်လို့ပြောခဲ့တယ်ဒါပေမဲ့အမျိုးသားကတတိပြန်ဝင်လာတဲ့အခါသူ့မကိုတွန်းထုတ်လိုက်တယ်သူဒီလိုဆက်ဆံပြီးတာတော့ဘာကြောင့်ထွက်မသွားပဲညှင်းဆန်နေရလဲဆိုတာကိုသူနားမလည်နိုင်ဖြစ်နေတယ်ဒီအချိန်မှာအမျိုးသားရဲ့အဖွားကဆရာဝန်နဲ့အတူ အခန်းထဲကိုဝင်လာခဲ့တဲ့မိသားစုဆရာဝန်ကအမျိုးသားရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးပြီးသူ့ရဲ့အခြေအနေတိုးတက်လာကြောင်းဝန်တာအားရပြောခဲ့တဲ့အဖွားဖြစ်သူကအယံပြော့သွားပြီးအမျိုးသားဟာတလကိုတစ်ချိန်ယူတုတ်တက်ကြောင်းမိန်းကလေးကိုပြောပြတယ်။သူမကအမျိုးသားကိုကုသဖို့နီလန်းကိုအချိန်ကြာကြီးရှာဖွေခဲ့ပေမဲ့မတွေ့ခဲ့ရဘူးလို့ပြောတယ်။သူမကအမျိုးသားကိုဂရုစိုက်ဖို့အတွက်မိန်းကလေးကိုနေစေချင်ခဲ့တယ်။ဒါပေမဲ့အမျိုးသားကသူ့အဖွားကိုသူမကိုလှုပ်ပေးဖို့တောင်းဆိုခဲ့တယ်။အဖွားကတော့ဒေါသတကြီးနဲ့သူ့ကိုညင်း ဆန်ခဲ့တယ်ပြီးတော့အင်စီကြီးကိုမင်းကလေးအတွက်လှပတဲ့အဝတ်စားတွေနဲ့လက်ဝတ်ရတနာတွေအများကြီးပြင်ဆင်ခိုင်းလိုက်တယ်ဒါပေမဲ့မင်းကလေးကအဝတ်စားတွေကိုဝတ်ပြီးတဲ့အခါစကတ်ကအယံတူနေတာကိုတွေ့လိုက်ရတယ်အမျိုးသားကသူမရဲ့အဝတ်စားကိုမြင်တဲ့အခါချက်ချင်းဆိုသလိုသူ့ဘောဝတ်အင်ကြီးကုတ်အင်ကြီးကိုသူမစီပြစ်ပေးလိုက်တယ်